ဖုံးမြက်အဲမင်းဖုံးမြက်နဲ့အဲဟောသူကလေမကောက်ဘူးလားသူ့ကိုအပေါ်ကလေအတင်းခေါ်လာလာခေါ်သူကမကောက်ဘူးတချင်းလဲဆိုရအောင်ဆိုရသူကမဆိုဘူးထိုင်နေအပေါ်တယောက်တည်းပဲဟဲနေနေတတ်တယ်ပေါ့ပေါ့ပေါ့ပါပဲအဲ့လိုပဲဟိုတိတ်ပြီးတော့လေအဲ့လိုချုပ်ကြီးကြီးနေတာမျိုးပွာလဲမကြိုက်ဘူးအဲ့လိုပေါ့ပေါ့ပါနေတာကိုပို့ပြီးတော့လေကြိုက်တယ် အဲအပွားကာရိုက်တာကတော့နီးနဲ့အပွားနဲ့ပေါ့နော်ပေါပေါပါပါလေးပါပဲဟောခက်ခက်တော့ရဲ့အပွားပါကြိုက်တာကလေအပွားနဲ့ရိုက်ချင်တယ်လို့ပြောတယ်အဲ့အဖွားနဲ့လေဒရိုက်တာလေးကလေဖွားနဲ့ရိုက်ချင်တယ်ပြောပြီးအဖွားနဲ့ရိုက်တာပေါ့နော်အဲ့ဒရိုက်တာလေးခိုင်းတဲ့အချိန်မှာဖွားနဲ့လှုပ်တာပါ ဟောပေါပေါပ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 ဲခက်ပါအဲအပွားရောဟိုခါဝင်နေပဲဝင်ရတယ်ခါဝင်နေပဲဝင်ပြောအဲ့နေရာဖြစ်ချင်တော့လေခါဝင်ရလေနှစ်ထယ်ပဲပါသွားတော့လေအဲ့နှစ်ထယ်ပဲဝင်လိုက်ချွတ်လိုက်ဝင်လိုက်ချွတ်လိုက်တခါမှဒီလိုမျိုးလဲလေမြိုက်ဘူးกว่าရာဒီဥဒုကြောင့်လို့ထင်တယ်ပွားတော့သဘောကြလေပေါပေါပါပါဖြစ်တယ်လေဟိုအဝတ်စားရပါရင်ဝတ်ထားရင်လေနည်းနည်းချုပ်သီးတယ်လို့ခံစားရတယ် ။ဘာဝင်လေးနဲ့ကြတော့ပုတ်ပုတ်မပါလေးနဲ့ဖြစ်တယ်။အလုံးလုံးရတာလည်းပိုအဆင်ပြေတယ်။အခွားရောက်ပြီးတော့ဝင့်နေကြတာလည်းပါတာပေါ့နော်။အိမ်မှာဆိုပုတ်ပုတ်ပပါလေးပဲအဲ့လိုပဲနေတတ်တာလေ။ဟုတ်တယ်။အဝင်လိုက်ချလိုက်ဝင်လိုက်ချလိုက်။တော်တော်ထိကြိုက်ွာ။အဲမမရလေးဆိုတော့လေဟိုအခွားတကားမှမလုပ်ဘူးတာပေါ့နော်။အချင်းလေးဆိုပြီးတော့ပေါ့နော်။ကတာပေါ့နော်။ဟိုနင်းသားလေးနဲ့လေ။ အဲ့လိုစိတ်စိတ်အပန်းဖြေတဲ့ပုံစံမျိုးလေးလုပ်ရအဲ့ဒါတော့တစ်ခါမှမရိုက်ဘူးဒီကာလိုက်တာတော့လေအဲ့ဒါလိုက်တာခိုင်းတဲ့အတိုင်းပဲဘာလဲပုတ်ပုတ်ပါလေးလှုပ်လိုက်ပါလေဟုတ်ညက် ်အဲမင်းဖုံးပြန်နေအဲမတူရလေမကောက်ဘူးဒီလားသူ့ကိုအပေါ်ရတယ်အတင်းခေါ်လာလာခေါ်သူကမကောက်ဘူးတချင်းလဲဆိုရအောင်ဆိုရသူကမဆိုဘူးထိုင်နေအပေါ်တယောက်တည်းပဲဟဲနေနေတတ်တယ်ပေါ့ပေါ့ပါပါလဲအဲ့လိုပဲဟိုတိတ်ပြီးတော့လေအဲ့လိုချုပ်ကြီးကြီးနေတာမျိုးပါလဲမကြိုက်ဘူးအဲ့လိုပေါ့ပေါ့ပါနေတာကိုပို့ပြီးတော့လေကြိုက်တယ်ตาเหนยနေတယ်အဲ့ဒီချိန်တော့အပွားပဲခါလဲကဲနေတာလေ ဒီကားလေးရတယ်တမီးကိုဘယ်လိုခေါ်မလဲမတူတဲ့ပုံစံလေးတော့ရိုက်ထားတယ်ဟုတ်လားပုံစံလေးရလေးတမျိုးလေးပေါ့ဖွားတော်မှကိုယ့်ကိုယ်လေးဟိုမှာ36လမ်းအိမ်ဆိုလဲအိမ်ခေါင်းကြီးလို့အဲ့လိုမျိုးလေးနောက်မိတွေပါတွေပေးရဆိုအမိန်မိန်လေးအဲ့လိုမျိုးလေးလေမသိရင်လေးဟိုခိုးတော့ကားအဟောင်းကိုကြည့်နေရတယ်အဲ့လိုမျိုးလေးတော့ဖြစ် ဟိုဒီရိုက်ပြီးသားအခန်းလေးတွေကိုပြန်ကြည့်တာတောင်မှအဲ့လိုခံစားအဲဘယ်လိုပြောမလဲဆိုတော့ဟိုခစ်ကပုံမှန်မသိဘူးပေါ့နော်ဟိုခစ်ကရိုက်ထားသလားလို့တော့အဲ့လိုမျိုးလေးပုံရိပ်လေးကိုကြည့်လိုက်ရင်အဲ့လိုထင်ရတယ်အဲအဲ36လမ်းအိမ်ကတိုက်ဟောင်းဟဲ့လားကိုတော့ဟာလေအဲ့လိုလေးစေးတွေပါလေမတုံတာဘူးတဘောကအရန်ကြတယ်ဘောကကြကြတယ်ဟိုအလှပလဲတလောင်းရှိရင်ပြန်အဲ့လိုမျိုးလေးဆိုတော့ ဟုတ်ပါဘူး။ဟုတ်ပါဘူးဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဲပြောရလို့ရှင်တော့တကယ်မတူတဲ့ခံစားချက်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့အဲဖွားလို့လိုက်ရိုက်တာဆိုဥမာကအဲအကြီးတွေတရားမလား။ကိုချိုင်ကျဲကြီးတွေမှာအဲ့လိုလိုက်ရောဒီမှာကြက်တော့လေခံစားချက်တစ်မျိုးလေးတော့ဖြစ်တယ်။စိတ်ကျမ်းပါလေ။ အဲ့လိုပေါ့ကြက်ကြဝူးလေးနေကျင်တာပေါ့နော်ကြက်ဝူးလေးနေကျင်တာဆိုတော့ဘာဖြစ်လို့ဆိုတော့ခိုးတော့ကဆိုရင်ဟိုဟာပွားလို့ရေတော့ဆိုရင်ခြံကြက်ကြဲနဲ့လေအဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့တအိမ်နဲ့တအိမ်နဲ့တော့ခြံစည်းရောမခတ်ဘူးအဲ့လိုမျိုးတွေနေခဲ့ရတော့လေအဲ့ဒီခံစားမှုကိုပိုကြိုက်တယ်အဲလက်ရှိကတော့တိုက်ခန်းတဲ့နေရာဟာတိုက်ခန်းတဲ့နေရာတဲ့ခါကျတော့ခိုးတော့ကမိဘအိမ်နဲ့နေခဲ့တော့ကကျတော့လေခြံနဲ့ဝင်းနဲ့လေအိမ်ပေါ့နော်နှစ်ခတ်အိမ်လေးနဲ့နေရာခုကျတော့ မောင်နှမရေသပွဲတပြားခွဲပြီးနေလိုက်တဲ့အခါကျတော့တိုက်ခန်းလေးနဲ့နေရဆိုတော့မတူဘူးတမီးအရင်တော့ကမုတ်ကိုပြန်လို့ခြင်းလေရင်တော့လေပုတ်ပုတ်ပပနေခဲ့တဲ့အခါလေးပြန်လို့ခြင်းအဲ့ဒါဆိုရင်တော့ချန်တဲရှိတဲ့နေရာတော့ကိုပေါ်လည်းဒီမှာပေါ့အနာတော့ကိုရှိမှာပေါ့အဲရှိတယ်အဲ့လိုပေါ့အငယ်ချင်းတွေတို့ညီမတွေတို့အဲ့လိုမျိုးသူတို့ချမ်းကြဲကြဲရှိတဲ့နေရာတွေမှာဆိုအဲ့လိုတော့ပုတ်ပုတ်ပပသွားလဲတာတို့ပါလို့ရှိတယ် တခြားပေါ့နော်အွားလဲမလုတ်ဘူးတဲ့ကာရိုက်တာကိုလုတ်ထားတဲ့အတွက်ပေးတောက်ကိုလည်းဖိတ်ခေါ်ပါတယ်အားပေးပါအောင်လို့ဟုတ်ကဲ့ပါကျေးဇူးပါ